မင်္ဂလာပါရှင်ခေတ္တနီယူသတင်းဌာနဤထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရောက်ရီရဲတပ်ဖွဲ့မှုရဲမှုအောင်နိုင်ဦး KTB ဟိုင်းကန်တွင်ဘူးရစ်စီအလွန်ကျွံသုံးဆွဲတည်ဆုံအုံနောက်သွေးကြောပေါက်တည်ဆုံသည်ဟုချင်းနှန်းတင်ပြပြီးသတင်းလိမ့်လည်းဖြန့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ခရင်ပြည်နယ်မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှရဲမှုအောင်နိုင်ဦးသည်ရမန်နေ့ကြာရောက်သည့်62နှစ်မြောက်ရဲတပ်ဖွဲ့နှင့်ညစာစာပွဲအပြီး KTP ဟိုင်းကန်သို့တွားရောက်ကာဟိုင်းကန်တွင်အပျော်လွန်မှုရစီအလွန်ကျွံသုံးဆွဲ၍ထေဆုံသွားကြောင်းမြဝတီမြို့နယ်ရဲတပ်ဖွဲ့မှရဲတရင်ရင်းမြစ်ကပြောဆိုပါသည်ရှမန်နီအော်တိုဘာလာတရက်နေ့သည်62နှစ်မြောက်ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ဖြစ်ပြီးရှင်းနေတွင်နေကင်းပိုင်းမြဝတီခရိုင်ရဲယုံတွင်ရဲတပ်ဖွဲ့နှင့်အထိမ်းအမှတ်အခမ်းအနားပြုလုပ်ခဲ့ကြောင်းညပိုင်းတွင်ညစာစာပွဲပြုလုပ်ခဲ့ပြီးနောက် မြောက်ပြည်မြို့နယ်ရဲတပ်ဖွဲ့မှရဲမှုအောင်နိုင်ဦးမှအခြားရဲအရာရှိအချို့နဲ့အတူ KTB ဟိုင်းကန်တို့သွားရောက်တောက်ဆမှုရဲ့ပြောပါခဲ့ကြကြောင်းရှင်းအောင် KTB တွင်မူရစ်စေဝါအလွန်ကျွံသုံးဆွဲမှုကြောင့်တရစ်လစ်သိဆုံးသွားခဲ့ကြောင်းသိရပါတယ်ထို့သောမူရစ်စေဝါသုံးဆွဲရင်သိဆုံးခဲ့တော့လေမြောက်ပြည်မြို့နယ်ရဲတပ်ဖွဲ့ကတက်ဆိုင်ရာရဲရုံးချုပ်နှင့်ဖြီးတဲ့ရေးဝင်ကြီးဌာနတို့ဂျင်းနန်အစီရင်ခံစာတင်ပြရာတွင်အုံနောက်သွေးကြောပြည့်၍သိဆုံးသွားသည်ဟုလိမ့်လည်တင်ပြထားကြောင်းသိရပါတယ် နေပြည်တော်ရဲရုံချုပ်နှင့်ပြည်ထရေးဝန်ကြီးဌာနသို့လိမ်လည်တင်ပြထားသောရဲကျင်းနှန်းစာတွင်အော်တိုဘားလ၂ရက်နေ့နက်00:00 50မိနစ်အချိန်မြို့နယ်ရဲတပ်ဖွဲ့မှအွန်လိုင်းဦးတည်နေအိမ်တွင်သတိလစ်မှုလဲနေသည်ကိုတာဝန်ကျဒူရဲအုပ်ဝင်းကိုကိုကတွေ့ရှိသဖြင့်အခြားရဲတပ်ဖွဲ့ဝင်များနှင့်အတူမြဝတီခရိုင်ပြည်သူစေယုံကြီးတို့တင်ပို့ခဲ့ကြောင်းရှင်းတို့တင်ပို့စဉ်မြဝတီခရိုင်စေယုံမှတာဝန်ကျဆရာဝန်ဒေါက်တာအောင်ကောင်းမြတ်ကလက်ခံပြီးအရေးပေါ်လူနာဆောင်တွင်စေကူတာပေးခဲ့ကြောင်း စေကူတမှုခံယူနေစဉ်ရဲမှုအောင်နိုင်ဦးသည်နနက်00:55မိနစ်အချိန်အုံနောက်သွေးကြောပေါက်ရောဂါဖြင့်သေဆုံးသွားခဲ့ကြောင်းရဲမှုအောင်နိုင်ဦးသေဆုံးမှုနှင့်ပတ်သက်၍၎င်း၏မိသားစုထံသို့ဆက်သွယ်အကြောင်းကြားထားရှိပါကြောင်းတကြိုဆောင်ရွက်မှုအားအချိန်နှင့်တပြေးညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်ဟုလိမ့်လည်ရေးသားထားပါသည်62နှစ်ပြည့်နှစ်ပတ်လည်ရဲတပ်ဖွဲ့တင်နာအပြီးမှာ KDP ကိုဆက်သွားခဲ့ကြတာဒင်နာမှာကလေးကအရက်ကအတော်တောက်ထားပြီးပြီး KDB ဟိုင်းကမ်းမှာပါ E တွေ K တွေ S တက်စီနေကက်တမင်းတွေထပ်သုံးတော့နှစ်ပင်လိန်ကုန်တော့ KDB ကနေပဲအကုန်ဝိုင်းပြီးစေယုံပို့ကြတာမြောက်ပြည်ကအတော်များများတည်ကြတယ်မင်းညကဖြစ်သွားတာကိုဟုမြောက်ပြည်အခြေစိုက်သတင်းရင်းမြစ်ကပြောဆိုပါတယ်ဆက်လက်ပြီးစကိုင်းမြို့တွင်စစ်ပေးဆောင်ပြည်သူများကိုမိသားစုတစုလျင်ငွေကျပ်6000ထောက်ပံ့ပြီးရွှေကောက်ပွဲတွင်မဖြစ်မနေဆန္ဒမဲပေးရန်နှင့် မဲစရင်စစ်ရန်စစ်တပ်ကဖိအားပေးမဲမပေးလျင်ရွေးကောက်ပွဲနောက်ရှန်ဟန်တာသည့်ဥပဒေဖြင့်အရေးယူမည်ဟုချိန်ချောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းမြို့တွင်စစ်ပေးရှောင်ပြည်သူများကိုမိသားစုတစုလျင်ငွေကျပ်6000ထောက်ပံ့ပြီးရွေးကောက်ပွဲတွင်မဖြစ်မနေဆန္ဒမဲပေးရနှင့်မဲစရင်စစ်ရန်စစ်တပ်ကချင်းချောက်ဖိအားပေးလာကြောင်းငွေကြေးလက်ခံရရှိခဲ့သောစစ်ပေးရှောင်မိသားစုတချို့ကသတင်းဌာနကိုပြောပါရယ်စက်တင်ဘာ29ရက်နေ့မှစက်တင်ဘာလ30ရက်နေ့ထိစစ်ပေးရှောင်ရန်အတွက်စကိုင်းမြို့တွင်ရောက်ရှိနေကြသော မိသားစုများကိုစစ်တပ်ကရွှေမင်းဝင်ရက်ကွက်အုပ်ချုပ်ရေးမှုရုံးများသို့ခေါ်ယူကြောင်းရင်းနောက်မိသားစုတစုလျင်ငွေကျပ်6000ထောက်ပံ့ခြင်းအဖြစ်ပေးအပ်ကြောင်းထို့သောပေးအပ်ရာတွင်လာမည့်ရွေးကောက်ပွဲတွင်မဖြစ်မနေဆန္ဒမဲပေးရမည်ကိုသိရှိကြောင်းလက်မှတ်ရေးထိုးရပြီးမဲဆင်းများကိုလည်းစစ်ဆေးရန်သဘောတူညီသည်ဟုလက်မှတ်ရေးထိုးရကြောင်းသိရပါသည်။ရွှေမင်းဝင်ရက်ကွက်မှရောက်နေတဲ့စစ်ပေးရှောင်မိသားစုတချို့ကိုစစ်တပ်ကတအိမ်တောင်ကိုချက်6000ပေးတဲ့အစည်းအဝေးဆောင်နဲ့ထောက်ပံ့ခြင်းထုတ်ရတဲ့ အဲ့ဒီမှာမဲပေးရမယ်မဲစရင်စစ်ရမယ်ဆိုတာသိရှိကြောင်းလက်မှတ်ထိုးရတယ်ရွေးကောက်ပွဲမှာဆန္ဒမဲပေးဖို့လေသဘောတူတယ်ဆိုတာကိုလက်မှတ်ထိုးခိုင်းနေဟုစေဘေးရှောင်မိသားစုဝင်တအူးကပြောဆိုပါတယ်စေဘေးရှောင်မိသားစုများဤထောက်ပံ့ကြေးထုတ်ယူမှုကိုရက်ွက်အုပ်ချုပ်ရေးမှုများမှတဆင့်ထုတ်ယူရပြီးငွေကျပ်6000ကိုအပြည့်အဝမရကြောင်းအစရင်စရဲ့အဖြစ်လူတအူးလျင်ငွေကျပ်9000ပြန်လည်တောင်းယူတဲ့ဖြင့်လူဦးရေများသောအိမ်များတွင်ထောက်ပံ့ကြေး6000ကိုရက်ွက်ရုံးသို့အစရင်ကြေးအဖြစ်ပြန်လည်ပေးသွင်းရကြောင်းသိရပါတယ် စစ်ပေးရှောင်မိသားစုတွေကိုတအိမ်အောင်ထောက်ပံ့ငွေ6တောင်းပေးပါတယ်။မဲထည့်ရမယ်၊မဲစင်းစေရမယ်။ဒါပေမဲ့ရက်ွက်ယုံကအစင်းကြီးဆိုပြီးတအိမ်တောင်ငွေကျပ်9တောင်းပြန်တောင်းသွားတယ်။လူဦးရေများတဲ့အိမ်ဆိုရင်ထောက်ပံ့ကြေးကိုအစင်းကြီးအဖြစ်ပေးလိုက်ရတယ်။အ धिक မဲပေးရမယ်။မဲစင်းစေရမယ်ဆိုတာသဘောတူရတယ်။အဲ့ဒါကိုယာအိမ်မှုတွေကသူ့အပိုင်အလိုက်စည်ရင်မှတ်ထားတယ်။ကျွန်တော်တို့ကတော့ယာအိမ်မှုထွန်းထွန်းဝင်းအပိုင်မှနေတာဒုက္ခတဲ့ဆစ်ဆောင်ပြည်သူတွေကိုထောက်ပံ့နေဆိုပြီးမတရားမဲပေးခိုင်းတဲ့လှုပ်ရမ်းမျိုးပဲ မေးမပေးရင်ရွေးကောက်ပွဲနှောက်ယှက်ဖြတ်စည်းသူများဥပဒေနဲ့အရေးယူလို့ရတယ်ချင်းချောက်တယ်ဟုစစ်ပေးရှောင်မိသားစုကရှင်းပြပါတယ်စစ်တပ်ကဇူလိုင်လ29ရက်နေ့တွင်ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖြတ်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးရှင်းဥပဒေ၏ပုံမှန်23ကကြီမှရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကိုဖြစ်စေသို့မဟုတ်လုပ်ငန်းစဉ်၏တစိုက်တစ်ဒေသကိုဖြစ်စေ ဖျက်ပြစေရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြုခြင်းတို့မဟုတ်စာရေးသားဖြန့်ချီခြင်းတို့ကိုညီသည့်နီလန်နှင့်မျှမပြုရပေအဆိုပါတာမြင့်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင်ထိုသူကိုထောက်နှံအနည်းဆုံး၃နှစ်မှအများဆုံး၇နှစ်ထိချမှတ်ရမည်ငွေဒဏ်လဲချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားပါသည်ဆလပီစစ်တောင်းဝန်ထမ်းများနှင့်အငိမ့်စားဝန်ထမ်းများအလုံးကိုအောက်တိုဘာလ၁ရက်နေ့မှစတင်၍လစာ၃000တိုးနှင့် ဖွင့်ကြီးဌာနမှနှိစားလောက်အားကောက်မှုတရက်လျင်9800ကျပ်အထိတိုးမြင့်နေဆိုတဲ့သတင်းနဲ့လာစာတိုးမြင့်မှုအတွက်လိုအပ်သောငွေကြေးများကို digital ငွေကြေးအပြင်ငွေဆက်ကူများထပ်မံရိုက်ထုတ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်ကော်မရှင်ကစစ်သားဝန်ထမ်းနှင့်အငြိမ်းစားဝန်ထမ်းများအလုံးကိုအော်တိုဘားလတရက်နေ့မှစတင်၍အပိုထောက်ပံ့ကြေးအမိတက်ကလာစာ3000တိုးမြင့်လိုက်ပြီးဝင်ကြီးဌာနမှနှိစားလောက်အားကောက်မှုတရက်လျင်9800ကျပ်အထိတိုးမြင့်လိုက်ကြောင်း စစ်ကော်မရှင်လက်အောက်ခံဗဏ္ဍာရေးနှင့်အခွန်ဝင်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ပါရယ်။အော်တိုဘာလတရက်နေ့မှစတင်၍တနိုင်ငံလုံးရှိဖွင့်တမ်းများစစ်သားများအငိမ့်စားများအနေဖြင့်လစဉ်အဖို့ထောက်ပံ့ခြင်းဖြင့်လစာ၃000တိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း2023ခုနှစ်အောက်တိုဘာလတွင်ပထမကြိမ်အဖြစ်တဝူးလရင်အပိုထောက်ပံ့ကြေး3000ကိုလကောင်း2024ခုနှစ်ဩဂုတ်လတွင်ဒုတိယကြိမ်အဖြစ်တဝူးလရင်အပိုထောက်ပံ့ကြေး3000ကိုလကောင်းစုစုပေါင်းအပိုထောက်ပံ့ကြေး6000တိုးမြင့်ပေးခဲ့ကြောင်းယခုအောက်တိုဘာလတရနေ့မှစတင်၍ တတိယအကြိမ်အဖြစ်လစဉ်အဖို့ထောက်ပံ့ကြေး3000ထပ်မံတိုးမြှင့်ပေးလိုက်ပြီးဝန်ထမ်းများစစ်သားများအနေဖြင့်လစဉ်အဖို့ထောက်ပံ့ကြေး9000ခန့်စားခွင့်ပြုလိုက်ကြောင်းသိရှိရပါတယ်။အဆိုပါအဖို့ထောက်ပံ့ကြေးတိုးမြှင့်မှုတွင်အငိမ့်စားဝန်ထမ်းများလည်းအကျုံးဝင်ပြီးယနေ့အောက်တိုဘာလ1ရက်နေ့မှစတင်၍အငိမ့်စားဝန်ထမ်းများလည်းလစဉ်3000ထပ်ဆောင်ရရှိမည်ဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်ဝင်ကြီးဌာနများတွင်နေစာလုတ်ကင်နေသောနေစာဝန်ထမ်းများကိုမူတရက်လောက်အကအဖြစ်8800တိုးမြှင့်တက်မှတ်လိုက်ကြောင်းသိရပါတယ်။ ထို့ကြောင့်အကြံဖက်စစ်ကော်မရှင်ကတိုးမြင့်လိုက်သောလာစာကြောင့်ဝန်ထမ်းတသန်းကျော်အငိမ့်စားဝန်ထမ်းတသန်းနီးပါးနှင့်စစ်သားများအလုံးအတွက်လဆင်ငွေကြေးများထပ်မံရိုက်နှက်ရမည်ဖြစ်ပြီးမျိုးပြဒေသများမှဝန်ထမ်းများအတွက်မူ digital ငွေကြေးဖြင့်လစာပေးချေမည်ဖြစ်ကြောင်းသိရပါသည်တအူးကို၃၀၀ကျပ်နှင့်လက်ရှိဝန်ထမ်းအငိမ့်စားဝန်ထမ်းနှင့်တမတော်သားတွေအတွက်စုစုပေါင်းလူဦးရေ၃၀၀နီးပါးအတွက်ငွေတွေထပ်တိုးသုံးရမည်နေပြီးတော့ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်ထမ်းတွေကတော့ digital ငွေကြေးနဲ့ပေးမယ်လို့သိရတယ် ကျန်တဲ့အခြားပြည်နယ်တိုင်းမှာရှိတဲ့ဝန်ထမ်းတွေနဲ့အငြိမ်းစားဝန်ထမ်းတွေတက်မတော်သားတွေအတွက်တော့ငွေတွေထပ်ရိုက်ရမယ့်သဘောရှိပါတယ်။ငွေကြေးဖောင်းပွားမှုကတော့ထပ်ဖြစ်လာနိုင်ပါတယ်ဟုနေပြီးတော့စစ်ဖက်သတင်းရေးမြစ်ကပြောဆိုပါတယ်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။